ခင်ဗျားတို့ကဘာတရားနာတာဘာလို့ခုလာကြတာဘုရားတော့ဆရာဘုန်းကြီးပြောလို့ပြောတာဟုတ်ခင်ဗျားတို့ငါကအိမ်ကရည်ရွယ်ချက်ကဒါမဟုတ်ပါဘူးအိမ်ကရည်ရွယ်ချက်ကဘာပါလဲကုသိုလ်ရရင်တော့ဟောကုသိုလ်ရရင် လာကုန်မလာခဲ့ကြနဲ့ခင်ဗျားတို့ကုသိုလ်ဆိုတာကာမဘဝကိုဆိုတယ်သဘောကြကာမဘဝဖြစ်เสียဒါဖြင့်ကုသိုလ်ကြောင့်ဒုက္ခဖြစ်ဝတ္တကုသိုလ်ကိုဆိုပါတယ် ဝိဒကုသိုလ်ကိုမဆိုပါဘူးဆိုတော့ပေါ်သေးဘူးလားပေါ်ပါပါဒီကမ္မဘဝပြည့်စည်ရာဇာတိကိုဘာသက်သာဆုပါပါအဲခင်ဗျားတို့တရားနာလို့ဒုက္ခရောက်လိမ့်မယ်ကုသိုလ်ရခြင်းလို့တရားနာရင်ဒုက္ခရောက်မယ်ကြားဘူးရဲ့လားခင်ဗျာညာကြားတော့မကြားဘူးတဲ့အမှန်တရားဧကံလို့မှတ်ပါခင်ဗျားကုကလံကုကလံဇာဟံနဲ့ကုသိုလ်အကုသိုလ်စွန့်တော့ငါခင်ဗျားဖြစ်လာတယ်ပြော ဓမ္မတွေဖရာဘာဖြစ်လို့ဖရာဖြစ်လာလဲနော်ခင်ဗျားတို့ကကုသိုလ်ရခြင်းနဲ့ဆိုတော့ဗုဒ္ဓဘာသာဟုတ်သေးရဲ့လားအတော်ခက်နေတယ်အဲ့ဒါကြောင့်ဇာကောင်းသမားကောင်းနဲ့တွေ့တဲ့ခါကျတော့ဩတရားပဲမဲ့လေတို့အမြင်နဲ့တို့ကျင်တဲ့ဟာက အကွာချားကြီးပါလားဆိုတာယနေ့ပေါ်လာတယ်ရှင်းရဲ့ဘုညင်ရှင်းရဲ့ ဘုရားကုသိုလ်လည်းဆွတ်တယ်အကုသိုလ်လည်းဆွတ်တာဆိုဒီကာမဘဝဟူသည်အကုန်ဆွတ်တယ်မဆွတ်ဘူးလားဆွတ်ဆွတ်လို့နောက်စားဒီဘုရားလာသေးရဲ့ဒါပြန်ဘုရားသည်ဘယ်နဲ့ကြောင့်ဘုရားဖြစ်ပါလိမ့်မလို့မဲလို့ရှိရင်ဖြင့်အများတို့ကျန်တော့ပါပြီကုသလံကုသလံသာကုသိုလ်အကုသိုလ်ဆွတ်လိုက်လို့ဘုရားဖြစ်တယ်ဘုရားဘယ်နဲ့ကြောင့်ဘုရားဖြစ်ဘုရားဘုရား ော်ဒီတရားဓမ္မတွေတရားနာလာကြတာကဘာလို့ဖို့ကရိုးရိုးပြောငါသွားပြီခင်ဗျားတို့ဒီဇာတိလိုရင်တော့ဇာတိဘာသစ္စာတော့ဒုက္ခသစ္စာလိုရင်တော့ဖြင့်တက်ဖြင့်တယောက်မှမလာခဲ့နဲ့ဇိမ့်မိမလားဘုရားတမလာခဲ့နဲ့နဲ့ဖြင့်ဒုက္ခကြွချင်တော့လာခဲ့ပါသဘောပါ